ားလုံးပဲမင်္ဂလာပါဒီတက် channel ကနေပြန်လဲជួសလိုက်ပါတယ်ကျွန်တော်ဒီတစ်ခါမှာတော့တောက်ကတ်မှာမြန်မာစာဖောင့်ဘလူးထည့်ပြီးတောင်းရမလဲဆိုတာကိုပြောပြပေးသွားမယ်အရင်ဆုံးဘာမှမလုပ်ခင်တောက်ကတ် PC ဘာရှင်မှာမြန်မာစာရေးရင်ဘလူးပေါ်လဲတစ်ချက်ကြည့်လိုက်အောင်ဒီမှာမြန်မာစာရေးဖို့အပြီတောင်စုဖောင့်ပြောင်းလိုက်တယ်ပြောင်းပြီးရေးလိုက်တဲ့အခါ test တင်းမှာမြန်မာစာတော့ပေါ်တယ်ဗျာဒါပေမဲ့ဖောင့်ကတော့မမှန်ဘူးအိုးဆိုတာကဒီဘက်က player ထဲမှာဆိုမြန်မာစာပေါ်ဖို့မလာအောင် ဒီတော့ဖြည့်ရှင်းဖို့ပထမနည်းကိုသွားလိုက်ရအောင်ကျွန်တော်တို့ကန်ပါကိုတောင်းမယ်ဗျာကန်ပါထဲသွားမယ်ပြီးတော့ UV ဗျာ dust ခေါ်ပြီးကျွန်တော်တို့ cup cup ထဲမှာထည့်ခြင်းနဲ့စာကိုရေးလိုက်မယ်ဒီမှာရေးကြည့်ရတဲ့ခုကစာအမင်းအောင်မဖြစ်နေဘူးပဲမင်းအောင်ဖြစ်နေရင်ကျွန်တော်တို့ကက်ကက်မှာလာတုံးတဲ့အခါစာအမြင်ရမှာမဟုတ်ဘူးစာမပေါ်ဘူးပေါ့ဗျာနောက်ပြီး font size အရန်သေးနေရင်လည်းအဆင်မပြေဘူးဗျာဒါကြောင့် font size ကိုတခြားလေးချိန်ဖို့မမေ့နဲ့ကျွန်တော်ကတော့ဒီမှာအဝိုင်းအောင်တုံးပြထားတယ် ဒါကို image အနေနဲ့ထုတ်ပြီးတော့မှဆိုတော့ png ကိုရွေးမယ် transparent background လို့ပို့တော့မမိနဲ့ဒီအတွက် pro version ဖြစ်နေဖို့တော့လိုမယ်ဒါပေမဲ့ pro version မဝယ်ထားရင်လည်းရတယ်နောက်ထပ်နည်းလမ်းတွေရှိသေးတယ် google မှာ transparent background generator လို့ရှာပြီး background ဖျောက်လို့ရတယ်ပေါ့နော်ဒီနည်းနဲ့အဆင်မပြေခဲ့ဘူးဆိုရင်လည်းနောက်ထပ်ဒုတိယနည်းကြံပါသေးတယ် okay ခဏနေရ canva မှာ transparent background နဲ့ထုတ်ခဲ့တဲ့ပုံကို tab ကမှလာပြီးထည့်လိုက်မယ်ထည့်ပြီးနည်းနည်းရှူရှောင်းပေါ့ဗျာ font size လေးပါညာလေးညှိလိုက်မယ် နောက်ကြည့်လို့လာတော့ကက်ကက် PC ဆိုတာလေးထိမ့်မှထည့်မယ် Okay ရပြီဒါကတော့ပထမနည်းနဲ့ကက်ကက် PC မှာမြန်မာစာအမှန်ထည့်နေပေါ့ဗျာဒါပေမဲ့ဒုတိယနည်းကပို့ပြီးတော့မှန်တယ်ပို့ကောင်းတယ်ဂျိုဒါကဒီအင်းဝမြန်မာဖောင့်ကိုဒေါင်းဖို့ပဲဒေါင်းဖို့ link ကိုလည်းကျွန်တော် description မှာချပေးထားမယ်ကောင်းပြီရင်ဇက်ပိုင်ကိုဖြည့်ရမယ်ဗျာဖြည့်ဖို့ကအပေါ်က is on နဲ့ဖြည့်လဲရတယ် file ကို right click ထားပြီးဒီထဲမှာပါတဲ့ is all နဲ့ဖြည့်လဲရတယ်ဒီက is all နဲ့ဖို့ပဲနောက်ဆုံးဖြည့်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ font 90ရလာလိမ့်မယ်အဲ့ဒီ90လုံး install လုပ်ပြရမယ် control a နဲ့အကုန်လုံး select မှတ်လိုက်ဗျာပြီးရင် install ချလိုက်ကျွန်တော်ကတော့ install လုပ်ပြီးသားမို့ထပ်မလုပ်တော့ဘူးပေါ့နော် found ကိုလည်းစလုံး install လုပ်ပြီးပြီဆိုရင်ကက်ကက်ထဲကဒီ found ဆိုတဲ့အထဲမှာခဏနေရ install လုပ်ခဲ့တဲ့ found 90တဲ့ကကိုအဆင်ပြေရမြင့်တက်ရတခုကိုရွေးတော့ဒီမှာသတိထားမှာတခုကအင်္ဂလိပ် found လည်းပဲစားရလို့ရမယ်ပြီးတော်စုလေးဆိုကြည့်တော့ပြောင်းလို့မရအောင် found တွေကအောင်လားလေးဒီမှာရှိတတ်တယ်ရှာမတွေ့ဘူးဆိုရင်အောက်ဆုံးကြီးက scroll ကြည့်ဗျာကျွန်တော်စမ်းကြည့်ရသလားတော့ found တော်တော်များများအဆင်ပြေတာကိုတွေ့ရတယ် ဒီဖောင်းလေးတွင်းလိုက်တဲ့အခါကက်ကက်ပီစီဘာရှင်မှာမြန်မာစာနဲ့မမှန်ကန်ကန်သုံးပြလို့ရသွားပါမယ်အားလုံးစင်ပြကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်